ကျွန်တော်ဦးတိုင်းလည်းတချင်းဆိုတာကြိုက်တဲ့သူဆိုတော့ဒီစစ်ကြိုက်တဲ့သူဆိုတော့အဲအခုလိုဇလံမျိုးလေးကိုရိုက်ရတာလည်းတကယ်ဝမ်းသာတယ်ပြီးတော့ဒီရဲအဆုံးမှာတချင်းလေးတွေကိုစုပ်ခွင့်ရတာတွေလည်းတကယ်ဝမ်းသာပါတယ်ကျွန်မ drama ပြီးတော့ music ရဲ့ပုံစံမျိုးလေးလည်းပါပါကျွန်တော်ဦးတိုင်းလည်းတချင်းဆိုတာကြိုက်တဲ့သူဆိုတော့ music ကြိုက်တဲ့သူဆိုတော့အဲအခုလိုဇလံမျိုးလေးကိုရိုက်ရတာလည်းတကယ်ဝမ်းသာတယ်ပြီးတော့ဒီရဲအဆုံးမှာတချင်းလေးတွေကိုစုပ်ခွင့်ရတာတွေလည်းတကယ်ဝမ်းသာပါတယ် ပြောနေရတာပဲဒီတစ်ချိန်လုံးခွေယူတော့လေအဲအဲ့လိုမျိုးရိုက်ခွေးလုပ်ရခြင်းမလဲပို့ပေါ်ပါပဲအဲအဲ့လိုမျိုးဆိုတော့ပြောဖို့ကောင်းပါတယ် ာနဲ့ကလည်းကျွန်တော်ရှေ့မှာကပြူးဦးရင်တို့ပြီးတော့တခြားဟိုဇလန်းလေးမှလည်းစုံမှုတယ်ဆိုတော့သူနဲ့လည်းခင်နေတာဆိုတော့အလုပ်လုပ်ရစီပါတယ်36လမ်းဇလန်းတစ်ပုတ်ပေါ့နော်ဒီကဒီမှာဖြစ်တဲ့36လမ်းဇလန်းတစ်ပုတ်ဆိုပြီးတော့လူရည်36လို့ပေးထားတယ်လို့ထင်တယ်ဒီတကားလုံးရတဲ့ချိန်မှာပြောဖို့ကောင်းပါတယ်ဘာလို့လဲဆိုတော့ပုံပုံပပလေးဖြစ်တယ်ဇလန်းပုံစံရလည်းအပူပပလေးနဲ့ပြုတ်လို့လည်းကောင်းတယ်ရိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့ဒီမျိုးတွေတစ်ဝိုက်မှာပဲတောက်လျှောက်ရိုက်ရတယ်ပြီးတော့ဆင်းလေးတွေကလည်း ြောဖို့ကောင်းတဲ့ဆင်းလေးတွေများတော့ရတဲ့အချိန်မှာလည်းပို့ဖို့ပါဘူးကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးဇလန်းလေးတွေသဘောကျတယ်ဟိုအဲ့တော့ဒီဇလန်းလေးကိုရိုက်ခွင့်ရတဲ့အချိန်မှာလည်းကိုယ်ကိုယ်တိုင်လည်းဒီ character လေးကိုလည်းသဘောကျတယ်ဇလန်းလေးကိုလည်းသဘောကျတယ်ပြီးတော့ဒီ romance ဆိုတာကျွန်တော်တကယ်တခါမှတော့မမြဲရသေးဘူးလို့ပြောလို့ရတယ်ကျွန်တော် horror တွေ drama တွေပဲများနေတာအခုလိုမျိုးပို့ပပလေးရတဲ့အချိန်မှာတကယ်ဟိုစိတ်လည်းပို့ပပလေးဖြစ်တယ်ပေါ့နော်လက်ကတဲ့အချိန်မှာလည်းပြောဖို့တအားကောင်းပါလေတခါမှမရိုက်ဘူးဆိုပေမဲ့ ဟိုကျွန်တော်ကုရမ်းလည်းအဲ့လို Roman Calendar တွေကြည့်ရတာကြိုက်တယ်။ကျွန်တော်ကုရမ်းလည်းအရင်ကအဲ့လိုမျိုးလေးတွေဟိုတူးဆောင်ခြင်းနဲ့ဆန္ဒလည်းရှိရပါတော့။အဲအခုမှဒါပထမဆုံးအနေနဲ့အဲဒီလို Roman တွေရိုက်ဖြစ်တဲ့သဘော။ကျွန်တော်နေရာ36ဟုတ်ကကျွန်တော်နော်18ရက်နေ့ဆိုလို့ရှိရင်ကျွန်တော်မဟာ application မှာဖတ်တင်ပြီးတော့ချိန်ရှိလို့ရပါပြီ။အဲကြောင့်လို့ရှိရင်လည်းကျွန်တော်တို့ဒီကားလေးကိုဝင်ရောက်ပြီးတော့အဲချိန်ရှိပေးကြပါဦးလို့အားလုံးပြောချင်ပါတယ်။